တောင်းပန်မယ်ဆိုရင်တော့ခွင့်မလွတ်နိုင်တဲ့သူရှိတယ်။အဲ့တော့ကျွန်မတခါတည်းပြောလိုက်မယ်။ပြတနာရှာတက်တဲ့သူကြီးကတောင်းပန်ခြင်းဘယ်တော့မှမမျှော်လင့်နဲ့။မိုက်တဲ့သူက တောင်းပန်စကားကိုမပြောတတ်ဘူး။ဒါကြောင့်မလို့ကိုဟာပညာရှိတဲ့သူဆိုရင်ကိုဘကအရင် ခွင့်လွတ်ရမှာဖြစ်တယ်။ခွင့်မလွတ်ဘူးဆိုရင်ကျွန်တော်တို့အတ္တတာထဲမှလေအမြဲတမ်းစိတ်မသက်မသာဖြစ်ပြီးတော့လှုပ်ဆောင်တဲ့များမှာပောက်တော့ကြရလှုပ်လိုက်မယ်။မာရင်းမှုတွေလှုပ်လိုက်မယ်။ပြီးတော့ကျမတို့အသက်တာထဲမှာကောင်းချီးမင်္ဂလာမစီစဉ်တော့

ကိုနာကျင်ချင်းအဲ့အတွင်းဒဏ်ရာပျောက်ဖို့အတွင်းဒဏ်ရာပျောက်ဖို့ရအတွက်ဆရာဝန်တွေကုပေးလို့မရဘူးခုနှစ်ချင်းနဲ့ကုလို့ရတယ်အခုဒီတော့စီးပဲဒါကြောင့်ဒီရောင်ကိုနားလေစီချင်တယ်ခွမလွတ်နိုင်ဘူးဆိုရင်ကိုရှုံးပြီပဲဒါကြောင့်မို့ဒီနေ့ဖခင်ကကျမတို့ကိုခွတ်လွတ်ဖို့ရန်အတွက်ပြင်ဆင်စေချင်တယ်အကယ်၍ကိုကသူ့ကိုခွမလွတ်နိုင်ဘူးဆိုအတွေးထဲမှာသူပဲစုံမနေမှာလေဟုတ်လားခွမလွတ်နိုင်ဘူးဆိုကိုဘာပဲလို့လို့မချင်မခဲဖြစ်နေပြီးတော့နေကောညကောသူ့အကြောင်းပဲ စားနေနဲ့သူကကိုယ့်ကိုထိန်းချုပ်တဲ့သူဖြစ်သွားတယ်။ Wow ။ဟုတ်လား။ဒီနေ့အောင်ပြကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့အတွေးကိုကိုယ့်ရဲ့ခွန်အားအားလုံးကိုသူကလွှမ်းမိုးသွားတယ်။ဒါကြောင့်ကျွန်တော်တို့ဘာလို့မဆိုခွင့်လို့ရမလဲ။ဆရာဆုံးအမြဲတမ်းပြောတဲ့စကားလေးတစ်ခုရှိတယ်။ကျွန်မသိတဲ့ဘောကြတယ်။ကိုမလွတ်နိုင်တဲ့သူကတဲ့ကိုတိုင်းအစိတ်တောက်ပြီးတော့မှတဲ့တစ်ဖက်ကလူမြ мян သေးပါစီဆိုပြီးတော့ထိုင်ဆောင်နေတဲ့သူနဲ့တွေ့ရတယ်။အမေတို့ခွင့်မလွတ်နိုင်တဲ့ခါးပြီးခြင်းကကျွန်တော်တို့အတွက်အစိတ်ဖြစ်တယ်။ ဒါကြောင့်မလို့တစ်ဖက်လူကကျမတို့ကိုတောင်းပန်မယ်မတောင်းပန်မယ်တစ်ဖက်လူကကျမတို့ကိုတင့်မြတ်ခြင်းသည်ဖြစ်စေမတင့်မြတ်ခြင်းသည်ဖြစ်စေကျမတို့ဘက်ကခရစ်တော်ရဲ့စိတ်တော်ရှိဖို့နဲ့ဘုရားတကယ်လိုတော်ရှိတယ်။ကျမတို့ဘက်ကစတင်ပြီးတော့ခွင့်လွှတ်လိုက်မယ်ဆိုအဲ့ဒီဘုရားရဲ့ဘုန်းအသေးကကျမတို့ဘက်မှာထင်ရှားလာပြီ။အဲ့ဒီဘုရားသခင်ရဲ့ပြည့်စုံကြွယ်ဝခြင်းကောင်းခြင်းမင်္ဂလာကျမတို့အသက်တာထဲမှာစီးစင်းလာပြီဖြစ်တယ်။အာမင်။ကဲအဲ့တော့နောက်တစ်ခုကိုကျမမှာကျမ်းချက်ကိုကျမဖတ်ခြင်းနဲ့ကိုလိုသဲခန်းကြီး3ခန်းငယ်73ထဲမှာဒီလိုပြောထားတယ်အတူတူကနှုတ်ကပတ်တော်ကိုဖတ်ရအောင်။ တယောက်နိုင်တယောက်အပြစ်တင်စရာအခွင့်ရှိလင် အချင်းချင်းသီးခံ၍အပြစ်ကိုလွတ်ကြလောခရစ်တော်သည်သင်တို့၏အပြစ်ကိုလွတ်တော်မူသကဲ့သို့ထိုနည်းတူပြုကြလောအဲ့တော့ကျမတို့ခွင့်မလွတ်နိုင်သေးဘူးဆိုရင်ဒီနေ့ဒီကျမ်းချက်ကလေးကိုတတိယဆင်ခြင်းတယ်အဲ့ဒါကဘာလဲဆိုတော့ယေရှုခရစ်တော်တောင်မှကျမတို့ရဲ့သိုးသမျှအပြစ်အလုံးကိုခွင့်လွတ်ပေးတယ်ဆိုရင်နဲ့ကျမတို့အပေါ်မှာပြစ်မှားတဲ့သူတွေရဲ့အပြစ်ကိုခွင့်လွတ်ပေးတယ်ဆိုတဲ့အရာကလည်းတရားပါတယ်တဲ့အာမင် ကဲနောက်တစ်ခုထပ်ပြအောင်ရှင်လူကခရစ်ခန်းကြီး23ခန်းငယ်20 34ထဲမှာဖြစ်တယ်ယေရှုကလည်းအိုအဖာသူတို့ရဲ့အပြစ်ကိုလွတ်တော်မူပါသူတို့ဒီကို ပြုတ်တော်အမှုကိုမတိကြဘူးမွတ်ဆိုတော်မူရပြီအဲ့ဒီနေရာမှာယေရှုခရစ်တော်ကသူ့ကိုဆေးရည်တိုင်းထွာ ရိုက်ပုတ်ညှဉ်းဆဲအသေးဆိုတာအကုန်ကုန်တာပဲ ရှိသမျှသူ့ရဲ့နော်လောက်ဆောင်ခဲ့သမျှတရားဟောခဲ့သမျှအရာတွေအားလုံးကိုဘာမှမကြံတော့ဘူးလူရှိမှအဝတ်ဆွဲပြီးတော့နော်ချွတ်ချင်းခံရတယ်စဒွေးနဲ့ထွေးချင်းခံရတယ်လက်သီးနဲ့ထိုးချင်းခံရတဲ့အချိန်မှာယေရှုခရစ်တော်ပြောသားတဲ့အရာကသူတို့မသိပဲလုံးမိတဲ့အဖြစ်ကိုခွင့်လွတ်ပါတယ်အဲ့ဒီစိတ်တဘောကျွန်တော်တက်လှမ်းရမယ့်အရာဖြစ်တယ်အဲ့ဒီစိတ်တဘောကျွန်တော်အတ္တထဲမှာကြီးထွားလာဖို့ဘုရားသခင်အလိုတော်ရှိရင်အာမင် ။အဲကြောင့်ယေရှုခရစ်တော်ကျွန်တော်တို့တယောက်ချင်းစံကိုချက်တယ်လို့ကျွန်တော်တို့အချင်းချင်းတယောက်နဲ့တယောက်ချက်တက်ဖို့အတွက်ခွင့်လွတ်တက်ဖို့နဲ့ဘုရားသခင်အလိုတော်ရှိတယ်။ကဲမသက်ခရစ်အခန်းကြီး9အခန်းငယ်9မှာဒီလိုပြောထားတယ်ဖတ်ပါဦး။တနာစုံမတ်တတ်သောသူတို့သည်မင်္ဂလာရှိကြ၏။အကြောင်းမူကားဖို့သူတို့သည်တနာစုံမတ်ခြင်းကိုခံရကြလက်တယ်။သူတို့ဘာကိုခွင့်လွတ်နိုင်ဖို့အတွက်အဓိကလိုအပ်တဲ့အရာကတနာစုံမတ်ခြင်းဖြစ်တယ်။သူတို့ဘာကိုတနာစုံမတ်တက်လာပြီဆိုခွန့်လွတ်တက်လာ။ကဲဘလို့တနာရမလဲ။ခုနကကျွန်မပြောခဲ့ပြီးပြီ တို့ရဲ့အတ္တတာထဲမှာနာကျင်ခြင်း၊ကြေကွဲခြင်း၊အရှက်ကွဲခြင်း၊ဖုံးမရ၊ဖိမရအတိတ်ဆိုတာရှိခဲ့တယ်။အဲ့ဒီအရာတွေအားလုံးကိုကျွန်တော်တို့ကနားလေသဘောပေါက်ပြီးတော့မှသူတို့ကိုတနာပေးရမှာဖြစ်တယ်။အဲ့ဒီအရာကိုကျွန်တော်တို့သဘောပေါက်လာပြီဆိုသူတို့ကိုစတင်ပြီးတော့နားလေပြီးတော့ခလုတ်ပေးနိုင်မှာဖြစ်တယ်။အာမင်။ကြည်ဒီထဲမှာခွင့်မလွတ်နိုင်တဲ့သူများနှုတ်ကပတ်တော်ကိုကြားတဲ့အခါမှာယနေ့သင်လွတ်ချင်းရပါစေ။တည့်ရဲ့အတ္တတာထဲမှာဘုရားရဲ့ကောင်းချီးမင်္ဂလာတစ်ဖက်ပြန်လဲခံစားရပါစေ။